TikTok မှာအဖေကနေပြီးတော့သူ့သမီးလေးကိုနှက်ခမ်းကိုနမ်းထားပြီးတော့လေတချင်နဲ့ slow motion video လုပ်ထားရတယ်။အဲ့ဒါကိုတွေ့ပြီးတဲ့အခါကျစစမပူရောဒီဟာနဲ့ပတ်သက်ပြီးတော့ဘဟုတုတ္တရကိုညှာဝေးသွားပေမယ့်လာစစမပူရောစိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့ဆက်ဆက်နေတော့ကိုလည်းအဲ့ဗီဒီယိုကိုကြည့်ပြီးတဲ့အခါကျတော့ အော်ပြေကကြတော့အေးအဲ့လည်းမအော်ဘလို့တောင်မှနေနေမှခံစားရမှမသိဘလို့ဝိမန်းဖြစ်သွားတာမှမသိဘူးเนาะအဲ့ဒီကြတော့ကိုအပြင်းအထန်ကြည်နေတဲ့သူတောင်ဒီလိုမျိုးဖြစ်တဲ့ဆိုလို့ရှိရင်ကလေးတယောက်ရဲ့စိတ်ထဲမှာသူအသက်အရွယ်လေးရလာလို့ပဲဖြစ်ဖြစ်เนาะကိုတောင်ဝန်းသူတွေကပြောလို့ဝေဖန်လို့ပဲဖြစ်ဖြစ်ကလေးရဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ကလေးမှာ guilty ဖြစ်တဲ့စိတ်ကိုကိုကိုမကောင်းမြင်တဲ့စိတ်ကဝင်သွားစေတတ်တယ်เนาะ မိမတွေအဲ့ဒါကိုတတိထားတဲ့နဲ့ကိုကအဖေမလို့ပဲဖြစ်ဖြစ်ပါလို့ပဲဖြစ်ဖြစ်ပေါ့နော်ပြီးတော့အခါကျကလေးတွေမှာအထင်လွဲမှသွားစီတာကြတော့လေသွားစီနိုင်တာပေါ့နော်အဲ့ဒါကြောင့်လေအဖေကတောင်မှကိုယ့်ရဲ့ဒီမှတ်ကမ်းကိုဒီလိုနမ်းလို့ရတယ်ဆိုလို့ရှိရင်တခြားယောက်ျားဖြစ်တဲ့ဦးလေးတွေဒါကြီးတွေတခြားယောက်ျားတွေကတော့ဒီအောင်နမ်းလို့ရှိရင်ဒီလိုမျိုးပဲရနေတယ်ဆိုတော့အဆင်ပြေပါတယ်ဆိုတဲ့ဟာမျိုးဖြစ်သွားနိုင်တယ်။နော်ဒါကကြတော့လေဘလို့မှလို့စဉ်းစားလို့ပုံများပြီးရခါကျတော့အနောက်တိုင်းရင်ကျင်းမှုမှာတောင်မှ ရှားရဲ့ကွယ်နော်ဒီဒီလိုကလေးငယ်တဲ့အရွယ်လေးဆိုပို့ပြီးတော့ဆိုတယ်ကလေးငယ်တာမင်းဖြစ်လို့တင့်တော်တယ်အပြုတ်ဖြစ်လို့မတင့်တော်တယ်လို့မဟုတ်ဘူးကလေးငယ်တဲ့လူကလေးငယ်တဲ့အရွယ်လေးမှာဆိုလို့ရှိရင်ဒါနေရာကလေးတွေနဲ့ပတ်သက်ပြီးတော့ trauma လိုမျိုးတွေတခြားအမှန်မှန်သွားနိုင်တဲ့ဟာမျိုးတွေဖြစ်သွားစေနိုင်တယ်နော်ဒီကြတဲ့ခါကျတော့လေကျမရေရှူတော်မှာအမြင်နဲ့ပြောမယ်ဆိုလို့ရှိရင် happiness လိုမျိုးဒီ ရေယုံယောဂါပြီးတဲ့ခါကျတော့ဘီဘိုးစီဘိုးတွေပြီးတဲ့ခါကျတော့တွားပိုးတွေနော်တွားပိုးတွားနဲ့ကရင်တွေပြီးတဲ့ခါကျတော့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါပိုးတွေကိုကူးဆက်စေနိုင်တတ်တယ်နော်အဲ့ဒီအတွက်ဒါတွေကိုအဖေလုံနေတယ်ဆိုလို့ရှိရင်လည်းဒါတွေကိုစင်တင်တက်တယ်နော်ခုနကပြောအနောက်နိုင်ငံမှာဒါမှအတွေ့ရနေတယ်ဒီလိုမျိုးယဉ်ကျေးမှုဆိုတာဒီလိုမျိုးအေးရှားမှာဒီလိုကိုယ့်ရဲ့အာရှဘက်မှာဆိုလို့ရှိရင်ရှားမှာရှားပဲကွလုံးဝကိုရှားမှာရှားပဲမြန်မာပြည်မှာဘယ်ကနေတည်ဆောင်လာတဲ့ယဉ်ကျေးမှုလဲဒါကနော် ဲ့တော့ဒီဟာတွေကအမြင်တော်လားအမြင်မတော်လားတင့်တော်လားမတင့်တော်လားဆိုတာကြတော့ကိုယ့်ရဲ့အသိပညာနဲ့ပဲစိုင်နေနော်အဲ့တော့ကိုယ်ရည်တိဒီဟာတွေကိုလေ့လာထားရင်စက်ပိုင်းရှုတော့ကလေးရဲ့စိတ်ပညာရှုတော့ပြီးတော့တခြားလူမှုရေးဘက်ကနေအတိုင်းဝိုင်းဘက်ကနေပြီးတော့စုတော်ဘက်ကနေမြင်နိုင်တဲ့ကုမအသိပညာရှိနေမှတော့ဒီလိုကိစ္စလုံးတင်လားမလုံးတင်လားဆိုတော့ခွဲခြားနိုင်မှာအဲ့တော့စစမဘိုးလိုလည်းဒီလိုမျိုးဆိုလို့ရှိရင်ဘယ်ဟာတင်လျော်လဲဘယ်ဟာမတင်လျော်ဘူးလဲဆိုတော့ သိနိုင်ဖို့လို့အတွက်ဒီလိုအသိပညာတွေကိုယ်စီမှာများများဖြည့်တင်းထားပါလို့တော့ဒီကနေပြီးတော့ပြောကြချင်ပါတယ်အလင်းကြီးတော့နောက်ကျသွားပြီကွယ်ရှင်လိုလည်းမအိတ်ကြသေးဘူးဆိုရင်နားထောင်ပြီးပါတယ်ဆိုရင်တော့ကျေးဇူးအများကြီးတင်ပါတယ် thank you bye bye